ရာကတောင်တီဖေးနေလေဒီတူဦးတုတ်တယ်လေးကတော့ခေါင်တန်ရလာရောက်တာခေါင်တန်ဖေးတွေတွေအများဖုံးလာရောက်နေခေါင်တန်လန်ကြားထဲမှာလာရောက်တာပါဖိုင်နီကတော့ခေါင်တန်ရလာရောက်တာကိုရရန်လို့နာမည်ကြီးပြီးတော့သူ့ရဲ့တူဦးတုတ်တီတူဦးတွေကအရန်ကိုဖားလို့ကောင်းတယ်လို့ပြောကြတယ်တပွဲမှာတထောင်ပဲရောင်းပြီးတော့တဝူးကျော်လေးတွေကလည်းနှစ်ထောင်မိုးသုံးထောင်မိုးရောင်းနေ။ရောင်းတာကတော့သူကတော့အချိန်နဲ့ရောင်းတာပေါ့နော်။ ဒါပေမဲ့2000 3000ကိုလိုတလိုတော့ဝယ်လို့ရတယ်တောင်ကြီးမြို့မှာတူဦးချော်တို့တူဦးတုတ်တို့ဖွာကဟိုပုံးတူဦးချော်တူဦးတုတ်လည်းရှိတယ်။ဒါကတော့အင်းသားဒီလာရောက်နေအင်းကြီးကခေါင်တိုင်းတူဦးတုတ်တူဦးချော်ပါ။သူကတော့အကျော်နဲ့ဒီတူဦးအဖိန်းနဲ့ပေါ့နော်ရောပြီးတော့တုတ်ထားတာမျိုးလေ။မရောချင်လည်းတသက်ဖီတုတ်ခိုင်းလို့ရတယ်။6နာရီလောက်ကနေဖာရောက်ပြီးတော့ဖနစ်အထိရပါတယ်။ဒီတောင်ကြီးကတူဦးချော်တွေကလည်းအကုန်ကုန်ပေါ့လေ။ အပြောချွတ်ချွတ်နဲ့လက်မလျောင်းနှစ်ယောက်ထင်းနဲ့ရောင်းနေရတဲ့ဖိုင်လေးပေါ့နော်။ ီဖိုင်လေးကတော့ထပ်ပြီးတော့အရှင်နာကိုသွားလန့်ရင်နောက်ထပ်တဝူးတုတ်တယ်လေးတည်းကိုထပ်တွေးရတယ်ဒီတဝူးတုတ်လေးကြီးလဲဖာကောင်းတယ်လို့သူ့ရှိရတဝူးတုတ်လေးတွေကတော့တပွဲကို1500ဒါကတော့တဖီးကို4000တန်းတောင်းမှု3ဖီးຫມိုလေးတွေပေါ့နော်ပြီးတော့ဒီဘက်ခေါင်တိုင်လန်ကြားထဲမှာကြတော့သူကရိုးရအဖားအဖားလေးတွေအဖားတောက်တွေအရန်ကိုများတဲ့ဖီဒန်လေးပေါ့နော်ပုံမှန်ကတော့သူ့ကိုငွေခွင်မူလန်းလို့ခေါ်တယ် ခေါင်တိုင်ဟာဖေးတဲ့အများစုလာရောက်တဲ့အတွက်ကြောင့်မလို့ခေါင်တိုင်လမ်းကြားဖူပြနာမည်တင်သွားတာမြို့မဖေးရဲ့အနောက်ဘက် KPV ဘန်ရဲ့မြောင်းတို့လမ်းကြားထဲမှာဒီဖေးတဲ့လီးတွေကအများကြီးရှိရပါဖေးထဲမှာတွေ့တွေ့နေတဲ့ငဖဲ့ချင်းတွေပဖုန်ချင်းတွေကတော့အညာလာတာဒီတစ်ခါ9ရက်တစ်ခါတောင်ကြီးဖေးနီလေးကိုရောက်ခဲ့မယ်ဆိုရင်ဒီခေါင်တိုင်လမ်းကြားလေးကိုလည်းသွားကြည့်ခဲ့ဦးနော်ဖုန်းတီရှူပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အင်ကိုလွမ်းနေကြသူတွေအတွက်အလွမ်းပြေနိုင်ကြပါပြီနော်